ဗီယက်နမ်မှာတဲတဲထန်ထန်ဇက်တိုက်ရွာသွန်းတဲ့မိုးကြောင့်ရေကြီးမှုမြေပြိုမှုတွေဖြစ်ပြီးလူ40ကျော်သေဆုံးခဲ့ပါတယ်။ဗီယက်နမ်ရဲ့အစိပ်ပိုင်းတချို့မှာ၃ရက်ဇက်တိုက်မရက်မနာမိုးတဲခဲ့ရာကအိမ်ပေါင်း9200ကျော်ရေမြစ်ခဲ့ပြီးပြည်စစ်တပ်အားတွေလည်းပြတ်တောက်ကုန်ပါတယ်။လက်ရှိအချိန်ထိသေဆုံးသူ42ဦးဆက်ရင်းရထားပြီး9ဦးပျောက်ဆုံးနေကြောင်းအာဏာပိုင်တွေကပြောပါတယ်။လွန်ခဲ့တဲ့၃ရက်အတွင်းဗီယက်နမ်ရဲ့ဒေသတချို့မှာမိုးရေချိန်က9ပေလောက်ထိများပြားခဲ့ပါတယ်။ ကန်ယိုတန်းမျိုးတွေဖြစ်တဲ့ဝိုင်နာနဲ့နာထရန်တို့ကတော့မိုးသဲထန်ပြီးရေကြီးမြေပြိုမှုတွေဖြစ်ပွားတဲ့တန်ကိုအဆိုးအဝါဆုံးခန်းစားခဲ့ကြရပါတယ်။ပြီးတော့နိုင်ငံအလယ်ပိုင်းကကော်ဖီဆက်ပြိုးထုတ်လုပ်ရာကုန်းမြင့်ဒေသတွေမှာလည်းမြေပြိုမှုတွေနေရာအနှံ့ကြုံတွေ့ခဲ့တာပါ။ပြီးခဲ့တဲ့လပိုင်းတွေအတွင်းသတင်းပတ်နည်းနည်းလောက်ပဲခြားပြီးတိုက်ခတ်ခဲ့တဲ့ကယ်မက်ဂီးနဲ့ဘူအာလိုင်းတိုက်ဖုန်းမုန်တိုင်းနှစ်ခုကြောင့်လည်းဗီယက်နမ်မှာထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။အခုနှစ်အတွင်းအောက်တိုဘာလကုန်အထိအခြေအနေအရ ဗီယက်နမ်မှာတဘာဝဘေးအန္တရာယ်အမျိုးမျိုးကြောင့်ထိခိုက်ပျက်စီးမှုအတိုင်းတာကဒေါ်လာ1ဘီလီယံဖိုးထိရောက်ရှိခဲ့ပြီလို့အစိုးရကခန့်မှန်းထားတာပါလူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ဓာတ်ပုံတွေမှာတော့ရေလွှမ်းမိုးတဲ့ဇုံနယ်မြေတွေမှာလူတွေကအိမ်ခေါင်မိုးပေါ်ထိတက်ပြီးခိုလုံနေရတာကိုတွေ့ရပါတယ်တဘာဝဘေးအန္တရာယ်အရေးပေါ်အခြေအနေကြီးညာထားရတဲ့လမ်ဒေါင်ပြည်နယ်ထဲမှာတော့တရားတစင်းဟာအောက်ခြေတိုင်တစ်ခုရေစီးနဲ့ပါသွားရာကတချမ်းဆောင်းသွားတာကိုတွေ့ရပါတယ် နာထရမာတော့နိုဝင်ဘာ21ရက်နေ့နေ့လယ်ပိုင်းထိရေမကျသေးပဲအိမ်တွေဆိုင်တွေထဲမှာ၃ပေလောက်ထိရေဝင်နေသေးပါမိုးလေဝသပညာရှင်တွေကတော့ဗီယက်နမ်အလဲပိုင်းမှာနိုဝင်ဘာ22ရက်နေ့ထိမိုးအထင်အတင်ကနေတဲတဲထန်ထန်ဆက်လက်ရွာသွန်းနိုင်ခြေတွေရှိနေသေးလို့သတိပေးထားပါရရှင်